။ကြောင်ကြီးရှင်။အော်ကောင်မရတော့ဟဲ့။ life go life အခုဘုန်းဘုန်းတို့ရောက်တဲ့နေရာကတော့မြတ်စွာဘုရားရှင်ရဲ့တတ်တော်တွေကိုခွဲဝေတဲ့နေရာပါ ောနာပေါနာကဒီနေရာမှာတတ်တော်တွေခွဲဝေတယ်။ဘာအထိမ့်မဲ့ရှိလို့ဆိုတော့ဒီနေရာဒီရွာကအနုရဒရွာ။အနုရဒရွာကဒေါနာပေါနာကြီးရှိခဲ့တယ်ရွာပေါ့။ဒီရွာထိပ်မှာဒီညောင်မင်းကြီးရှိတယ်။အဲဒီညောင်မင်းအောင်မှာတတ်တော်တွေဝေတယ်။ရသပြချင်းဘရိနိဗ္ဗာန်ဆန္ဒကခုနဘုံတို့မနက်ကလာခဲ့တဲ့ကုတိနာမှာဘရိနိဗ္ဗာန်ဆက်တယ်။ဘရိနိဗ္ဗာန်ဆံပွဲကြီးဘရိနိဗ္ဗာန်ဆံပြီးတဲ့ကခုနှစ်ရက်တိုင်အောင်ပူဇော်ထားတယ်။ခုနှစ်ရက်ပြည့်တဲ့အခါအဘုံတို့အခု ဆက်သွားမယ်အင်္ဂရစီတီနေရာမှာမြတ်စွာဘုရားရှင်ကိုတင်းစောတဲ့လောင်ကျွမ်းတော်မူတယ်။အဲ့ဒီကနေအခမ်းအနားနဲ့ပြန်ပြီးဒီနေရာမှာဓာတ်တော်ပူဇော်ပွဲဓာတုပူဇကအနေနဲ့နောက်တစ်9ရက်နော်ယုတ်ကလက်တော်အနေနဲ့9ရက်ပူဇော်ထားတဲ့နေစောတဲ့လောင်တော်မူတဲ့နေရာမှာ9ရက်ပူဇော်ထားတဲ့ပြီးတဲ့အခါဒီနေရာမှာဓာတ်တော်ပူဇော်တဲ့အနေနဲ့9ရက်အဲ့ဒီအချိန်မှာဒီနေရာမှာမန္တက်ကြီးထိုးပြီးတော့တခန္နာပူဇော်နေတဲ့အချိန်မှာ ခုနှစ်ပြည်တော်မင်းတွေလာပြီးတော့စစ်အင်္ဂါ၄ပါးနဲ့လာပြီးတော့စစ်တီတိုက်ကြတတော်ကိုလည်းဒီကူပေးရင်ပေးမပေးရင်စစ်တိုက်ယူမယ်ဆိုတော့ဒီနေရာမှာမြတ်စွာဘုရားရှင်ဓာတ်တော်တွေအကုန်လုံးပူဇော်တာတာဖြစ်တဲ့အတွက်နေတရလည်းအကုန်ရောက်နေကြတယ်။အကယ်၍အဲ့စစ်ပွဲကိုရှင်းမယ်ဆိုရင်ခုနှစ်ပြည်တော်မင်းတွေနဲ့ဒီဘက်ကမန္လာမင်းတွေနဲ့ရှင်အစတရာတစ်တောင်မရှိပါဘူး။တရာချိုးတစ်တောင်မရှိဘူးစစ်အင်္ဂါတွေ။ဒါပေမဲ့တကယ်တမ်းစစ်ပွဲဖြစ်သွားရင်ဘယ်သူကနိုင်မလဲဆိုမန္လာမင်းတွေကနိုင်ပါလား။ ာဖြစ်လို့ဆိုတော့မန္တလေးမင်းနေဘက်ကနတ်တရကူးတိုက်ပြေးမှာလို့ပြောတယ်။မဆာတယ်မှာမာဘိုးတို့မှာမင်းတို့ဆရာတို့ပြေးအဲ့ဒါသေးစေရေးတာ။ဆိုတော့နတ်တွေကဒီနေရာကိုမျက်စောပြည့်ရှင်အကြောင်းမရောက်လာတာမဟုတ်ဘူး။မဟာသူဒ္ဒနနေပြီးတော့ဤနေနဲ့ရှိခဲ့တယ်။မဟာသူဒ္ဒနဆက်ကြမင်းဤနေနဲ့ဒီနေရာမှာဖြစ်ခဲ့ဦးတယ်။နောက်တစ်ခါမဟာသူဒ္ဒနသုတ်တန်ကြီးကိုဟောချင်တယ်။သူဝရဘရဘိုက်ကိုလည်းခြေချွတ်ချင်တယ်။နောက်ဆုံးမျက်စောပြည့်ရှင်ဒေါနာပုံနာကြီးရှိတဲ့ဒီကိုလာတယ်။ ဒေါနဘုံနာကြီးကဒီနေရာ မှာဓာတ်တော်ဝေလို့ဆင်မဖြစ်တာဟုတ်တော့ဒေါနဘုံနာကြီးဒါမရှိဘူးခွန်မြေကျောင်းမင်းတို့ရဲ့ဆရာဒေါနဘုံနာကြီးဒါမရှိခဲ့ဘူးဆိုရင်မြတ်စွာဘုရားရှင်ပြိဋိဘံဆန္ဒနဲ့ခရစ်စိတ်စစ်ပွဲတည်းဆိုတဲ့ဘုံတို့ဗုဒ္ဓဘာသာအချင်းချင်းတိုက်မဲ့စစ်ပွဲကြီးကဘုရားပြိဋိဘံဆန္ဒနဲ့မှဖြစ်သွားတဲ့ရရှိတယ်မြတ်စွာဘုရားရှင်ဘယ်ဖြစ်ခံမလဲနော်လူကြီးအမျော်မြင်မရှိရကြမှာပေါ့အဲဒါကြောင့်မြတ်စွာဘုရားရှင်ကအမျော်မြင်ရှိရှိနဲ့ပဲဒီကုသိနာကိုပြိဋိဘံဆံမှုရွေးချယ်တယ် ဒေါနဘုံနာကြီးရှိတဲ့နေရာဖြစ်တယ်လောဒနာဘုံဒါကြီးကဒီနေရာမှာတက်တော်ကိုဝေမယ်ဆိုတော့ဘုံတို့တက်တော်နဲ့ပတ်သက်ပြောစရာရှိတယ်။အသံဘိနမပြုတ်ခဲ့တဲ့တက်တော်၊သံဘိနပြုတ်ခဲ့တဲ့ပြုတ်ခဲ့တဲ့တက်တော်ကဘယ်လောက်ရှိလဲ။ငွေတော့၈စိတ်ကျွန်းတယ်ကိုဟုတ်လား။နော်ဘယ်နောက်စိတ်အရွယ်၊စံကျိုးအရွယ်၊မုံချင်းစိတ်အရွယ်၃မျိုးနဲ့ငွေတော့၈စိတ်၁၆ပြည်သားကျွန်းတယ်။ဒါတင်းပေါ့ဗျာ။အဲ့ဒါကျွန်းတယ်။ ဆိုအတ္တိမိန်နာမှာပြုတ်ခွဲတဲ့တက်တော်ကနဖူးသိจิตတော်လို့ခေါ်တဲ့နဖူးယုညက်ယိုးတော်ကနှစုညက်ယိုးတော်အများကြီးရှိတဲ့ထဲကနှစုတော့အကောင်းပဂရိတိုင်းကျွန်းတယ်မနေ့ကဘုန်းတော်ဖုတ်ခဲ့တဲ့ညက်ယိုးတော်အခုဘုန်းတော်ဟိုနယူးဒယ်လီမှာဖုတ်ရမယ့်ညက်ယိုးတော်အဲ့ဒါကညက်ယိုးတော်တစ်ချက်ပြုတ်ခွဲသွားတဲ့ညက်ယိုးတော်တွေဒါညက်ယိုးတော်လို့ပြောရင်ညက်ယိုးတော်ကမပြိုကွဲပဲရှိတာတော့နှစ်စုပဲကြံရည်တယ်။နော်နောက်တစ်ခါဆွဲတော်က၄စု။အဲ့ဒီမှာ ဘယ်အချိန်မှာဒါကိုရည်တွက်လို့ရတာလဲဆိုတော့ဓာတ်တော်ဝေမဲ့အချိန်မှာရည်တွက်တာဓာတ်တော်မဝေခင်မြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်ဒီအင်္ဂရစီတီခုဘုံလို့ဆက်ဖူးနေနေရမှာဓာတ်တော်ကကျွန်းတာအဲ့မှာတည်သောတဲ့လောင်တာဖြစ်တဲ့အတွက်နော်အဲ့တော့အဲ့မှာဓာတ်တော်ကျွန်းကြံနေဆိုရင်ပဲသွားတော်တွေလည်းကျွန်းကြံကောင်ကျွန်းကြံနိုင်ခဲ့တယ်တခြားအံတော်တွေလည်းကျွန်းကြံကောင်ကျွန်းကြံနိုင်ခဲ့တယ်ဘာဖြစ်လို့တော့ဆိုတော့ ။ရည်ဒိတာဒိဒီမှာရှိတဲ့ရဟန္တာရှင်မြတ်ကြီးကကြွရောက်လာပြီးမြတ်စွာဘုရားရဲ့တတ်တော်တွေကိုမွေခဲခင်တဲ့တချို့ကယူသွားပြီးတော့ပူဇော်ထားကြရရှိတယ်။အဲ့ဒါဘုန်းတို့ကလျာဏအာကလျာဏီကျောက်စာစာအုပ်မှာတော့ဗာပြတာလဲဆိုတော့ဘုန်းတို့တထုံပေါ့နေမိန်သာတောင်တန်းပေါ်မှာသွားတော့32စုပူဇော်ထားတဲ့သွားတော့အစုစစ်တေစုပူဇော်ထားတဲ့ဟာတွေရှိတယ်လို့ပြောတယ်။နောက်တကတရုတ်ပြည်မှာရောက်နေတာဆိုရင်ဒါဆွဲတော့မဟုတ်ဘူးအန်တော့ပေါ့ နောက်တစ်ခါရခိုင်ပြည်နယ်မှာအန်တော်နောက်တစ်ဆူရှိအဲ့ဒီအန်တော်ကဘုံရခိုင်ကအန်တော်လည်းဘုံကိုယ်တိုင်ဖူးပြီးတကယ်အစ်စ်လို့ယုံကြည်လောက်တဲ့အထောက်အထားတွေရှိနော်တရုတ်ပြည်ကလည်းဆွဲတော်မဟုတ်ဘူးအန်တော်နောက်အပွားလာတကယ်အစ်စ်လာတော့မတည်စင်ကာပူမှာလည်းတဆူရှိတာတွေ့ရတယ်အဲ့တော့ဘုံဘုရားသာနာသမိုင်းကိုလိုက်လိုက်တော့ဆွဲတော်ကဆွဲတော်ဆွဲတော်အမိတက်ထားတဲ့ခေတ်ကဆယ်စုကျော်ရှိတယ်အစ်စ်ကတော့၄စုပဲရှိလိမ့်မယ် เนาะအဲဒါဆိုတော့တကြားဟာတွေကတော့အပွားတွေလည်းဖြစ်နိုင်တယ်နောက်တစ်ခုကအန်တော်တွေလည်းဖြစ်နိုင်တယ်ဆွဲတော်တဲ့အန်တော်ဘယ်လိုခွဲမလဲဆိုတော့ဆွဲတော်စင့်အမြင့်ကနှစ်ချောင်းပဲပါနဘဘုန်းတို့ဒီသွားကအမြင့်တစ်ချောင်းပဲရှိတယ်အဆွဲကအမြင့်နှစ်ချောင်းရှိတယ်အန်ကအန်ဆုံးက၄ချောင်းကျန်တဲ့အန်ကြီးက၃ချောင်းရှိတယ်အမြင့်တွေအငုတ်တွေအကွတ်တာကပတန်နေပွားတဲ့အခါကပို့ပြီးတော့အောင်ဆိုင်ပွားရတယ်ဆိုတော့ဆွဲတော်စစ်တယ်ဆိုရင်အမြင့်ကဟိုဘက်ဒီဘက်၂ချောင်းပဲထွက်ရအောင် အမြင်လေးချောင်းဖြစ်နေတော့ဒါသိကြတဲ့အန်တော်ဖြစ်လိမ့်မယ်။ဒါကြောင့်တရုတ်ပြည်ကအန်တော်ဖြစ်တယ်ပေါ့ဆွဲတော့မဟုတ်ဘူးနော်။ဇော်ဘုံတို့ရခိုင်မှာတော့အန်တော်သိမ်ဖျားဆိုပြီးရှိတယ်။အဲ့ဒီအန်တော်ကိုလည်းဘုံတို့အနိကက်ဖုခဲ့ဘူးလေ။ဒါကလည်းဘုံပြောချင်တာကတက်တော်ဝိရကဟာမပြုတ်ွက်တဲ့တက်တော်ကခုနှစ်စုပဲကျန်တယ်။ဟုတ်တယ်။အဲ့ဒါပဲအချိန်မှရည်တွက်တယ်ခွဲကန်ဒီမှာရည်တွက်တာ။မခွဲခင်တည်းကတက်တော်တွေကျင့်ကြံပြီးဆိုကနေက အယူတော်တာရှိတယ်။ပရိနိဗ္ဗာန်ဆံကန်းနဲ့ပတ်သက်လို့တည်ဆောက်တဲ့လောင်တော်မူကန်းနဲ့ပတ်သက်လို့တော့အကျဉ်းရင်းပေါ့ဗျာ။ဟိုအိမ်နိုင်ကြတဲ့နေနေထက်ရှင်ပါပဲ။အခုတော့အကျဉ်းလေးတွေပဲပြောတော်တာနော်။နိဘောကိုဒီနေ့ဆက်ကူအောင်လို့။အဲဒါတော့နော်။ဒီနေရာမှာဓာတ်တော်ဝေတဲ့ဓာတ်တော်ဝေပွဲကြီးမှာဓာတ်တော်ချင်းတဲ့အခါကျဓာတ်တော်ဟာနော်16ပြည်သားကိုရှေ့စုစုပြီးတော့ခုနှစ်ပြည်တော်မင်းနေပါတယ်။နောက်တစ်ခုပုံနာရွာကြီးတရွာပါတယ်။ အဲ့လိုရှစ်စုဒါရှစ်ပုံရတယ်တော့ဘဝတို့ဟိုဘက်ကဘူလီမင်းနေအဲ့ဒီမင်းနေကြတော့သူတို့ကဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ဒီကိုဓာတ်တော်ပူဇော်ဖို့သွားပင့်မို့ကိုလွတ်တော်ထဲမှာအရင်ဆွေးနွေးရတယ်ပင့်လာရင် အစာအုပ်တွေဘယ်လိုစောင့်မလဲအဲ့ဒီအတွက်ဘတ်ဂျက်ကဘယ်အချာမလဲနောက်ကြိုးစွေးရေးခန်းနာတွေဘယ်လိုလုပ်မလဲပါအဲ့ဒီဒီမိုကရေစီဆိုတဲ့အတိုင်းပဲ လွတ်တော်တွေမှာဝင်ဆွေးနေတာဖြစ်တဲ့နောက်ကြတယ်။ဒါကြောင့်သူတို့လည်းလာရောဒီရက်တော်ဟာအကုန်ဝေးပြီးသွားပြီ။ဝေစုမရလိုက်ဘူး။ဘာပဲရဆိုမိသွေးကဲပဲရတယ်။အဲကြောင့်မိသွေးကဲတွေကိုသူတို့တွေစုပြီးတော့ပူဇော်တာလည်းရှိပါတယ်နော်။နောက်တစ်ခုကဓာတ်တော်ဝေဝေးမှာအဲ့လိုခွဲလိုက်တဲ့ကဒေါနဘုံနာကြီးကနော်ဆွေတော်တစီကိုချိန်မှကြမှာညှက်ထားတယ်ပေါ့။ဒီလိုစာကပြောတာရှိတယ်။ဘုံဘုံကအဲ့ဒါကိုလက်မခံပါဘူးနော်။ ဟိုမာဘောတွေမှာလည်းဒီနေ့ရေးထားပါတယ်ဒါကအထက်ကရာတွေဖွင့်တဲ့အတိုင်းလိုက်ကြည့်ပြီးရေးတာအဲဆိုဒေါဒပုံနာကြီးကတိနိမကဖလာနီလို့ပြောတာဒေါဒပုံနာကြီးကအနာဂံပုဂ္ဂိုလ်ကြီးပါသောတာပန်အစ်တော်မကပါသောတာပန်သက္ကရကအနာဂံသုံးမဲ့သုံးဖို့ရပြီးတဲ့ပုဂ္ဂိုလ်ကြီးပါနိတိတိတာမန်လူတယောက်ပုံနာကြီးကလားကြီးဘာမှမတတ်ဘူးလို့မထင်ပါနဲ့အနာဂံတည်ပြီးတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်ဒါကြောင့်ရသဗျာရှင်ရဲ့တက်တော်မူကြော်တွေကိုမယူသေးတဲ့ပုံစံနဲ့ချိန်မှကြညှက်ထားတာလို့ခြေရောက်ဖွတ်ထားတာလို့လုံးဝမဖြစ်နိုင်ပါဘူးเนาะ အဲ့တော့နဘူးပေါ်မှာထက်အခါတဆူပေါ့ဥပောင်းပေါ်မှာထက်တာတွေဟာတဆူရှိတယ်ဒီခေါင်းပေါင်းထဲမှာထက်တာတွေကလာခေါင်းပေါင်းထဲမှာထက်တာတွေဟာတဆူရှိတယ်အဲ့ဒီတဆူကိုတော့တရားမင်းကဒေါနဘုံနာကိုကြည့်လိုက်တဲ့ကဒေါနဘုံနာအရွယ်ကကြပြီ80ရောက်ကုန်တဲ့ဝင်းရင်ပြီးအရွယ်ကြည့်ပြီးအဲသူကစီးပွားရေးဟာအဲ့လောက်ဖွင့်ပြလို့မရှိဘူးဒါကြောင့်သူကဒီတက်တော်တွေကိုဆွဲတော်တွေကိုပူဇော်ထားရင်တခဏနာပူဇော်နိုင်တဲ့အင်အား ရေရေတည်တဲ့အောင်ပူဇော်နိုင်တဲ့အင်အားမရှိတဲ့ကအဲ့ဒီဆွဲကိုတရားမင်းကဟိုတောင်တန်နဲ့ပြီးဆူလာမုရိစီတီကိုပင့်သွားပြီးတော့ဌာပနာပူဇော်ထားပါတယ်နော်အဲ့မှာညက်ရိုးတော်တစီရရှိတယ်တောင်တန်နဲ့ဒီမှာအဲ့ညက်ရိုးတော်ကြတော့တီးလင်ကခေအဲတာနာထွန်းကားလာတဲ့အခါ ရှင်မမိတ်တရဲ့သားအတော့ကမင်းရဲ့မြေးဖြစ်တဲ့ကိုရင်သူမနာကအဲ့ဒါကိုပြင်ပြီးတော့အဲ့ညံ့ရိုးတော်တဆူကဒီလင်္ကာမှာညံ့ရိုးတော်စီတီထူပါယုံစီတီထဲမှာဌာပနာပြီးဒီလင်္ကာမှာပထမဆုံးတည်တဲ့စီတီထဲမှာဌာပနာထားလိုက်ပါတယ်နော်အဲ့တော့ဆွေတော်တဆူကအခုဘုံဘုံတို့ဒီတဆူကိုကြတော့ကျွန်တော်အောက်ပိုင်းမှာထားတဲ့တဆူကိုကြတော့နဂါးတွေရဘောဂဝတီနဂါးပြန်နဂါးသေးသွားတယ်အဲ့သေးသွားတဲ့နဂါးကလည်း ဟိုအောက်မှာယုံနေနေနေရတာဖြစ်တာတကြောင်းငကားပြေကတန်တန်တနာခုနကသူတို့ပူဇော်ဖို့အခွင့်အရေးတွေလည်းနေတာတကြောင်းအဲ့ဒီဟာကိုလည်းအဲ့ဒီငကားနဲ့ဆွေမျိုးတော်ဆက်ခဲ့တဲ့ရင်းနှီးခဲ့တဲ့ဘုန်းကြီးတစ်ပါးကရဟန္တာရှင်မြတ်ကပင့်ပြီးတော့အဲ့ဆိုတော့ကိုလည်းဒီလင်ကစီတိတစုမှာဌာပနာပြီးပူဇော်ရတာလို့ပြောပါတယ်နော်အဲ့တော့ဆွေတော်က၄စုအဲ့ဒီဆွေတော်၄စုအတိအကျကျွမ်းကျင်ကျွမ်းကျင်ခဲ့တဲ့၄စုကျွမ်းကျင်နေဆိုတာကခွဲဝေတဲ့အချိန်မှာမပြိုခွဲဝေနဲ့တွေ့တာပါ မခွဲဝေခင်အချိန်ကလည်းဒီသွားတော်တွေအန်တော်တွေကြံနိုင်တယ်လို့ပြောတယ်မြတ်စွာဘုရားရှင်ကသွားတော်40ဆွဲတော်40ဆိုတော့40ရက်4နှုတ်တော့သွားတော်အန်တော်က36ချောင်းရှိဆိုတော့အန်တော်ကအန်ဒုတိယအန်နောက်ဆုံးအန်နဲ့တွေ့ဆိုရင်အန်တော်ကအဲနှစ်စုစီနှစ်စုဆို4စုထားပါတော့နော်အဲအန်တော်ကဟိုထိတ်မှာအန်တော်4စုပါမယ်အဲဆိုရင်အဲ့တော့ဘယ်လောက်ကြံမလဲ40ရက်4နှုတ်တော့ 36ဆွဲတော်ကလေးသူနှုတ်လိုက်တော့32အဲ့ဒီ32ဆူကသွားတော့ပါအဲ့အဲ့ဒီသွားတော့ကတကယ်ပဲမြန်မာပြည်ရခဲ့တယ်ဆိုရင်အခုတထုံကနေမိန်တတောင်ထိပ်မှာဆွဲတော်တဆူဖရာတဆူတဲတော့ရှိပါတယ်နော်အဲ့ဒါဆိုရင်တော့အဲ့ဒီရောက်သွားတယ်လို့ယူဆမှာဒါကလျာဏီကြောက်စာကပြောတဲ့အပြောပါနော်အဲ့တော့ကြံတဲ့အန်တော်ကြီးကတော့ကဘာမျိုးကြီးအနှံ့မှာလဲဆိုင်ဆိုင်ရဆိုင်ရဒိတာတွေမှာကိုယ်ပဲကြအဲ့ဒီဓာတ်တော်မူတော်တွေရဲ့ထူးခြားချက်နောက်တစ်ခုက အိမ်မှာဓာတ်တော်အစ်စ်ပင့်ထားတယ်ဆိုရင်တော့အဲ့ဒီအိမ်ဟာဘာသာတရားရဲ့အစုံအမတွေကိုနာခံကျင့်သုံးတာမရှိဘူးဖယဝေယဝိသဗုဒ္ဓဝေယဝိသပေါ်မှာယူယူသေးသေးအာမထုတ်နိုင်ဘူးဆိုတော့သူကသူတခြားကြွသွားတယ်နော်အဲ့လိုပဲတကယ်ပဲဓာတ်တော်တစုလောက်ရှိတယ်ဓာတ်တော်စစ်တစုလောက်ရှိတယ်အဲ့ဒီအိမ်ကဘာသာရေးပေါ်မှာလည်းအဲ့လိုနဲ့မြတ်တို့တန်ဖိုးထားတယ် ရသဗျာရဲ့အဆုံးမလည်းနာခံကျင့်သုံးနေတာမှန်တယ်ဆိုရင်တခြားကနေကြွာလာတာရှိတယ်။ဒါကြောင့်ဓာတ်တော်တွေပွားတယ်ဆိုတာတခြားကနေကြွာလာတာ။အတိပယ်ကတော့ဓာတ်တော်တွေမွေတော်တွေဆိုတာကပူဇော်ထိုက်တဲ့သူကိုပူဇော်ခွင့်ရတာပါ။ပူဇော်ထိုက်တဲ့သူမဟုတ်ဘူးဆိုအခုဒေါနပုံနာကြီးအနာခံတီးပိတာဓာတ်တော်ကိုယ်တိုင်ခွဲပြီးတဲ့ပုဂ္ဂိုလ်ဘာရလဲ။အဝေမတက်ဆရာငတ်ဆိုတော့အဲနောက်ကြတော့ တတ်တော်ချင်းနဲ့ပြည်တော်လေးတို့သူ့ကိုပေးပြီးပူဇော်ပါဆိုပြည်တော်မောက်ဇေတီဒေါနာဘုံနာဒီဘက်မှာပြည်တော်မောက်ဇေတီတက်တက်ရှိပါတယ်နော်ဒါဒေါနာဘုံနာကြီးရဲ့အယက်သာတိဖြစ်တဲ့အနုရဏယွာထိတ်မှာဒီတတ်တော်ခွဲဝေခဲ့တဲ့အထောက်အထားဘုံတို့တွေ့ရခြင်းဖြစ်ပါတယ်ဒီနေရာမှာတတ်တော်ခွဲဝေတဲ့နေရာဖြစ်ပါတယ်နော်ဒါဘုံဘုံတို့ဖရာကို နမောတတ္တသုံးကြိမ်ပြီးဣတိပိသောကဖရာကုံတော်တစ်မျိုးနဲ့ပူဇော်ပါမယ် nam mô đà đà bhagava đô a ra đô nam mô đà đà nam mô đà đà bhagava đô a ra đô nam mô đà đà nam mô đà đà bhagava đô a ra đô nam mô đà đà ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသရဏသမ္ပန္နောဒုက္ကတောလောကဝိတုအနုတရာပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသာတုသာတုသာတု ကံဘောနုကံဘောပြန်တက်မယ်အင်္ဂါရစတိမြတ်စွာဘုရားရှင်သိစောတဲ့လောင်တော်မူခဲ့ရာစတိကိုတွားရောက်မှုမှာဖြစ်ပါတယ်